ဝမ်ပွဲတွေမှာမြန်မာဖိုက်တာတွေအမှတ်နဲ့ဘာလို့အမြဲရှုံးနေနေရတာလဲဆိုတဲ့အကြောင်းထုတ်ပြောလာတဲ့ Veronica မိတ်ဆွေတွေအားလုံးမင်္ဂလာပါရှင် Let's Talk the New Channel ကနေကြိုဆိုပါရစေမြမရိုးရလက်ဝဲပွဲတွေမှာအမှတ်ပေးစနစ်နဲ့ထိုးလေးရှိတဲ့ပွဲမရှိတဲ့လောက်ကိုရှားပါတယ်ဒါကြောင့်ပဲနိုင်ငံတကာပွဲတွေစီတက်လန်းလာကြတယ်မြန်မာဖိုက်တာတွေဟာအမှတ်ဘလို့ရအောင်ယူရမလဲအမှတ်ပေးစနစ်ဆိုတာဘာလဲဆိုတာ ਨੇ အကျွမ်းတဝင်မရှိကြပါဘူး အသိရှိကြအောင်နော်ပွဲအတွင်းမှာဥတီထိုးကြတဲ့အခါ အလဲထိုးနိုင်ဖို့ကိုပဲအာယုံစူးစိုက်လေးရှိကြပါတယ်အမတ်ပေးစနစ်အရဘလောက်ပဲထိုးထိုးကိုထိုးချက်ကထိရောက်မှုမရှိတာမျိုးတိုင်ဖက်ဖိုက်တာကအချောင်တန်းကောင်းတာမျိုးနဲ့တွေ့ရင် အမတ်မရပါဘူးဒါကိုဇွတ်လိုက်ထိုးရင် ကိုကအမတ်တွေပေးလိုက်ကြရတာပဲဖြစ်ပါတယ် ဒီလိုမြန်မာဖိုက်တာတွေကြိုးဝိုင်းထဲမှာအမတ်တွေဆုံးရှုံးပြီးအမတ်နဲ့ဆိုပြိုင်ဖက်ကိုအမြဲရှုံးနေရတဲ့အကြောင်း World Championship ရဲ့ပထမဆုံးပွဲမှာတင်ပူပူနွေ့နွေ့အမတ်နဲ့အရှုံးပေးထားရတဲ့အမျိုးသမီးဖိုက်တာကထုတ်ပြောလာခဲ့ပါတယ်။မြန်မာအမျိုးသမီးဖိုက်တာတဦးဖြစ်တဲ့ Veronica ဟာ Shirley Du Francisca Vera ကိုပြီးခဲ့တဲ့ February 14ရက်နေ့ကထိုးတက်ခဲ့ရမှာအမတ်နဲ့အရှုံးပေးခဲ့ရသူပါ။ ဒါပေမဲ့ဝမ်းနဲ့နှစ်နှစ်စာချုပ်အတွင်း၈ပွဲအထိ ထိုးတက်ခွင့်ရထားတာကြောင့်ခုနှစ်ပွဲထိုးတက်ခွင့်ကျန်နေပါသေးတယ်။အမတ်နဲ့ရှုံးခဲ့တဲ့ပွဲမှာလည်းဝမ်းချန်ပီယံရှစ်ရဲ့ဦးဆောင်မောင်းနှင်းနဲ့တူရှက်ထရီကဘောနက်ဘတ်တုံတိန်ခွဲအထိ ပေးအပ်ခံခဲ့ရပါတယ်။သူ့လိုပဲဝမ်းမှထိုးတက်နေတဲ့မြန်မာဖိုက်တာဆွန်လင်းဦးဟာလည်းထိုင်းဖိုက်တာတွေဖြစ်တဲ့နဘီနဲ့ဆပ်ဆမ်ရုရှားဖိုက်တာဒီမီထရီကော်ထွန်တို့ကိုသုံးပွဲဆက်အမတ်နဲ့ရှုံးနိုင်ခဲ့ရပါတယ်။ အဲ့ဒီလိုပဲမနေ့တောက်ကြနေ့မတ်လ23ရက်မှာထိုးတက်ခဲ့တဲ့ One Friday Night ပွဲစဉ်မှာမြန်မာ fighter MW ဟာ Israel fighter Gordon ကိုအမှတ်နဲ့အချုံးပေးခဲ့ရပါတယ်။အဲ့ဒီပွဲစဉ်မှာနောက်ထပ်မြန်မာ fighter တွေးလင်းထက်ကတော့ Thai fighter Rocky ကိုအနိုင်ရခဲ့ပါတယ်။ဒီလိုမြန်မာ fighter တွေဒိုင်းတွေရဲ့အမှတ်အဆုံးဖြတ်ရယူချိန်မှာအငြင်းရှုံးရတဲ့အကြောင်းသူမရဲ့တရားဝင်လူမှုကွန်ရက်ကနေအခုလိုပဲထုတ်ပြောလာခဲ့တာတွေ့ရပါတယ်။ အမတ်နဲ့ဆိုမြန်မာအမဲရှုံးနေတော့လေဒါတွေကပြောရရင်တီတွင်းမှာကလေးကငါတို့ကအမတ်နီးစနစ်နဲ့မလေးကျင်ခဲ့ရတယ်လို့ရှင်ပြိုင်တဲ့ရိုးရာပွဲတွေမှာလည်းအမတ်ပေးစနစ်မဟုတ်တဲ့အတွက်ကြောင့်ဒီဝမ်းရောက်ရင်ငါတို့မြန်မာအားကစားသမားအများအားဖြင့်အားနေချက်ပေါ့ကျွန်တော်တို့လည်းဒီအရာကို အသားကျဖို့ကြိုးစားလေ့လာသင်ယူနေပါတယ်ဘလို့ပဲဖြစ်ဖြစ်အားကစားသမားကိုတကယ်ရှင်းမြတ်လို့တဲ့ပြိတ္တတွေဆိုရင် အားကစားသမားတက်ရောက်ရဲ့ဘလောက်ကြိုးစားအားထုတ်နေတာလဲဆိုတာမြင်တွေ့နိုင်ပါတယ် ကျွန်တော်တို့ကိုချစ်ခင်အားပေးတဲ့တယောက်စီတိုင်းရင်ထဲကလေးစားနေသေးပါပဲအားလုံးကိုကျေးဇူးတင်ပါတယ်လို့ Gronika ကပြောကြားတော့ပါတယ်ဒင်းလေးကတော့ဒီလောက်ပါပဲသုံးတိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်မြန်မာပြည်သူပြည်သားအားလုံးဘေးရန်ကင်းကွာပြီးစားဝတ်နေရအဆင်ပြေကြပါစေရှင်ကျမတို့ channel လေးကို subscribe လေးလုပ်ထားပေးဖို့မေတ္တာရက်ခံအပ်ပါတယ်ကျမနေပါ